အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့အိမ်မက်လေးကတော့ကျွန်တော်တို့အိမ်မက်ထဲမှာလက်ကိုအိမ်မက်မက်ရင်လက်ကိုအိမ်မက်မက်ရင်ဘာကနန်းထိုးရမလဲเนาะကျွန်တော်တို့လက်ကိုအိမ်မက်ထဲမှာအိမ်မက်မက်တယ်ဆိုရင်ဘာကနန်းထိုးရမလဲဆိုတော့အိမ်မက်လေးကိုအမျိုးတွေကိုပြောပြပြီးတော့မှာဖြစ်ပါတယ်เนาะကျွန်တော်တို့တုတိတတိတိဝါသနာပါတဲ့အမျိုးတွေအတွက်ကျွန်တော်တုတိတတိတိကိုအလဲကားเนาะအဲတင်းလာနေပြီးတော့တောက်ကြနေသည့်ကိုကျွန်တော်အလဲကားညမနေအတွက်တင်ပေးတော့မှာပဲဒါပေမဲ့ကျွန်တော်ဒီ တူတီတတိတိကိုကျွန်တော်မရောစားပါဘူးအလဲကားပေးခြင်းဖြစ်ပါတယ်ကြိုက်မှထိုးကြပါမကြိုက်ရင်မထိုးကြပါနဲ့လောဘမကြီးပါနဲ့လောဘကြီးရင်ဘေးတွေ့ပါတယ်နော်ဘေးတွေ့တတ်ပါတယ်နောက်တစ်ခုကသူများပြောတိုင်းမယုံပါနဲ့တွေးတိုင်းမစားပါနဲ့ဆိုတော့ဒီနယ်လေးကကျွန်တော်စင်စားမြစ်တာထက်ပြောပြပေးခြင်းဖြစ်ပါသည်ကျွန်တော်ဒီဖိဖို့မစင်ညာမသုံးပါဘူးနော်ဘိုက်ဖာမသုံးပါဘူး Telegram မသုံးပါဘူးခင်ဗျာဒါမျိုးတွေသိအောင်ပြောပြတာပါဒီခေတ်မှာကကျွန်တော်နည်းနည်းလေး DPU တပုတ်ပေါက်သွားပြီဆိုတာနဲ့အဲ့အောက်မှာတို့ရဲ့ Viper တွေရော Telegram တွေရော link တွေချပြီးတော့ DU ဝင် DU ဝင်ဆိုပြီးတော့ကျွန်တော်ဟိုတနေ့ရဗီဒီယိုမှာကျွန်တော်တွေ့လိုက်ရပါတယ် TikTok မှာတပုတ်မဲ့တက်စီနာပဲဗီဒီယိုရဲ့ comment တွေ out လို့လို့မှာဝင်ပြီးတော့မှတ်ထားတာပေါ့နော်အဲ့ဒါလေးကိုအမျိုးတွေကိုအထူးသတိပြုစေချင်ပါတယ်ခင်ဗျာကျွန်တော်ကတော့စေတနာမြတ်တာလေးပေးတာပါအမျိုးနဲ့ကျွန်တော်လည်းကန်ဆက်ရင်တော့ပေါက်မှာပါကန်မဆက်ရင်တော့မပေါက်ပါဘူး ဘသူမှပြောတိုင်းမှန်တဲ့သူဆိုတာခက်ရှားရရပါเนาะကံတယောက်တယောက်ဆက်လို့ထိုးသားလည်းသူ့ရဲ့ကံနဲ့เนาะသူ့ရဲ့ညံနဲ့ကျွန်တော်ပြောလိုက်တဲ့ကဏ္ဍလေးနဲ့ပေါင်းဖက်ပြီးတော့အဲရွေးချယ်လို့တာပေါက်သွားခြင်းတာဖြစ်ပါတယ်เนาะကျွန်တော်ပြောနိုင်တာမှန်ရမယ်ဆိုရင်ကျွန်တော်ထိုးသားရဲ့အကုန်လုံးချမ်းသာကုန်ပါပြီတကယ်ချမ်းသာတာကိုလည်းကျွန်တော်လည်းမြင်ချင်းပါတယ်ဗောနော်ကဲဒီနေ့တော့ကျွန်တော်တို့လက်ကိုအိမ်မက်မက်ရင်เนาะဘာကဏ္ဍထိုးရမယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပြီးတော့မှာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့လက်ကိုအိမ်မက်မက်ရင်တော့ 296ထိုးရမှာဖြစ်ပါတယ်။လက်ကိုအိမ်မက်မက်ရင်296ထိုးရမှာဖြစ်ပါတယ်။တချို့မိတ်ဆွေတွေတချို့မိတ်ဆွေတွေကမသိကြပါဘူးကျွန်တော်တို့ကအရာဝိတုတစ်ခုတစ်ခုပဲဖြစ်ဖြစ်တက်ရှိတရာဝါဖြစ်ကျွန်တော်တို့ကမှတ်ကြတယ်။ဒါပေမဲ့ဒီဒီကဏ္ဍဒီဒီတက်ရှိတရာဝါတော့မှတ်တယ်ပေါ့ကျွန်တော်တို့ကဘာကဏ္ဍထိုးရမှာမသိပါဘူး။နော်ကျွန်တော်ဒီဟိုလိုမျိုးကောက်ယူပေးတာမဟုတ်ပါဘူး။လိတ်ဆိုတာသဘောဖြစ်လေးပေါ့နော်အဲ့လိုကောက်ပြီးပေးတဲ့ကဏ္ဍမဟုတ်ပါဘူး။ကျွန်တော်ပေးတာက ဘယ်သူနဲ့မှမတူတဲ့ခဏမျိုးကျွန်တော်ပေးတာပါနော်လက်ကိုအိမ်မမတ်ရင်296ထိုးပါနော်ကျွန်တော်ကအဲ့လိုမျိုးပေးတာပါအမျိုးတွေယုံကြည်လဲထိုးလို့ရပါတယ်မယုံကြည်လဲမထိုးလဲဘာမှမဖြစ်ပါဘူးအဓိကဒီပတ်စံဒီကိုအိတ်ကတ်ထဲမှာပါကိုလက်နဲ့ဒီလိုဆွဲထုတ်ပြီးတော့သူတပားကိုထိုးမှသာဒီပတ်စံကသူတပားရှိကိုရောက်တာပါမိမိရဲ့စိတ်ကိုမိမိပိုင်အောင်ခိုင်အောင်နော်စူးစမ်းပါကျွန်တော်ဒီနေ့ပြောချင်ပါတယ်လောဘမကြီးပါနဲ့ ကျွန်တော်ရှိမှဒုတိယတောင်းတဲ့သူတွေအများကြီးရှိပါတယ်တကယ်ဦးမှတကယ်အများကြီးရှိပါတယ်အဒုတိယပေးပါလို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာတချို့ဆိုရင်အဟိုလိုပတ်ရင်အကွက်40ဆိုဘလို့ဟိုးစားဖြစ်ရမှာလို့ဆိုတချို့ဆိုပြောကြတယ်ကျွန်တော်ပြောချင်တာကအဲ့လိုမျိုးကလောဘကြီးတော့ငါပောက်ကိုပောက်ရမယ်ဆိုပြီးလောဘကြီးလိုက်ထိုးနေမယ်ဆိုရင်တော့ကျင်းသိပါတယ်ကျွန်တော်တို့နေတဲ့အိမ်လေးတော့ပုံပြောက်သွားနိုင်ပါတယ်ဒါလေးကိုတော့ကျွန်တော်စေတနာမေတ္တာဖြစ်ပြောပြခြင်းဖြစ်ပါတယ်ဗောနော်အဲ့တော့ ဒီကိုမှတ်တဲ့အိမ်မက်လေးတွေကိုလည်းကျွန်တော်ရဲ့ comment အောက်မှာရေးပေးသွားပါကျွန်တော်အချိန်အားလို့အလောက်အားတဲ့ချိန်လေးသူကြည့်ပြီးတော့ပြန်ပေးပါမယ်ကျွန်တော်အချိန်မအားရင်တော့လည်းခွင့်လွတ်ပါကျွန်တော်မတွေ့ရင်တော့လည်းခွင့်လွတ်ပါအဲနောက်နေ့မှကျွန်တော်ပြန်ကြည့်ပြီးတော့ match တို့မှတ်တဲ့အိမ်မက်လေးတွေကိုကျွန်တော်ဗီဒီယိုအဖြစ်ပြန်လုပ်ပြီးတော့ပြန်တင်ပြီးတော့ပြန်တင်ပေးသွားပါမယ်အတိပေးသွားပါမယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ဗောနော်ကျွန်တော်ရဲ့နောက်လာတဲ့ဒီအိမ်မက်ကဏ္ဍတွေကိုလည်းကျွန်တော်ဘလို့အိမ်မက်ကဏ္ဍမျိုးကိုတင်ပေးသွားအောင်မလဲဆိုတော့လေကျွန်တော်ရဲ့ဗီဒီယိုလေးကို ဆောင်မြောကြည့်ရှုပေးပါအောင်လို့เนาะ 2D 2D 3D ဝါဒနာပါတဲ့ညီကိုတွေလဲအမျိုးတွေလဲကျွန်တော်အဲတနင်္လာနေ့ပြီးတော့တောက်ကြနေ့ထီကိုအလဲကားတင်ပေးသွားမယ် 2D အဲ 3D ကဏန်းကိုလဲကျွန်တော်ဒီ29ရက်နေ့လောက်ဖြစ်ဖြစ်ကျွန်တော်အဲ 2D ကဏန်းကြီး၃လုံးကဏန်းပေါ့เนาะကျွန်တော်တင်ပေးသွားပါမယ်เนาะကျွန်တော်ဘာမှပတ်စံတပြားမှမလုပ်ပါဘူး ပေါက်လဲကျွန်တော်မပြီးပါနဲ့ကျွန်တော်မယူပါဘူးဒါလေးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဘက်စေတနာဖြူစင်တန်တန်ဖြစ်ပေးတဲ့တော့အမျိုးတွေဘက်ကလည်းစေတနာဖြူစင်တန်တန်ဖြစ်ယူပြီးတော့ထိုးပါမပေါက်ရင်တော့ဝူဝဝူဝတော့မလုပ်ပါနဲ့ဒါလေးကိုကြိုးပြီးတော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအမျိုးတွေအားလုံးပဲချက်ထီများတန်ကောင်းပေါက်နိုင်ကြပါစေခင်ဗျာเนาะ